တချို့ကလည်းတရားအထုံးနေမှတရားလို့ထင်ပြီးတော့အမြင့်ကိုပဲလှမ်းပြီးအောက်ခြေရလွတ်တော်တာလည်းရှိတယ်ပေါ့။တရားတော့အထုပ်ပါရဲ့ဟိုလူနဲ့မတည့်ဒီလူနဲ့မတည့်ဟိုလူတည့်ပြောဒီလူတည့်ပြောအဲ့ဒါကြတော့လေသူကဓမ္မကိုအပြည့်အဝခြေဆုံးတာမဟုတ်ပဲနဲ့ဘာကိုကျင့်သုံးတာတော့ပြောတော့စိတ်ကလေးကိုထိန်းနေသမာဓိအလုပ်တစ်ခုပဲလုပ်တဲ့ဉာဏ်ရည်လွတ်ထသလိုဖြစ်တယ်။ ဓမ္မဆိုတာခြေခံကစပြီးတော့ကိုကျင့်တရားစပြောင်းရမယ်။ကိုစိတ်ထားဟာစိတ်နေသဘောဓာတ်ဟာတစ်ဖက်သားနဲ့ပတ်သက်လာလို့ရှိရင်နော်တစ်ဖက်သားနဲ့ပတ်သက်လာလို့ရှိရင်စိတ်ကောင်းနှလုံးအောင်ထားဖို့အရေးကြီးတယ်။လူဆိုတာကိုတယောက်တည်းနေတာမဟုတ်ဘူး။အတိုင်းဝိုင်းနဲ့နေတာ။နေစုံမိသားစုရှိတယ်၊မိတ်ဆွေတွေရှိတယ်၊ကိုနဲ့ တရွာတဲ့သားတွေရှိတယ်တရက်ကွက်တဲ့လူတွေရှိတယ်တမျိုးတဲ့လူတွေရှိတယ်တနိုင်ငံတဲ့လူတွေရှိတယ်နောက်ဆုံးမှတကပါတဲ့လူတွေရှိတယ်အဲ့ဒီပုံမှာဘယ်လိုသဘောထားရမလဲဒါကမြတ်စွာဘုရားဆုံးမတာနော်အဲ့ဒီပုံမှာဘယ်လိုသဘောထားရမလဲဘာနဲ့အကျိုးပြုရမလဲ